ဆရာနိုင်ငံမှာသိဆုံးသွားသူကိုစင်ကာပူမှာအလှူလုပ်ပြီးအမြှဝေလို့ရပါလား။ရှားခဲ့လင်ပြီးတော့အမြှဝေရပါမယ်။မရလင်မြေခဲ့တဲ့အမှုတတ်တယ်။ဘယ်နေရာရောက်ရောက် तू တိပြီးသာရုခွန်နိုင်တော့ရ။ဘယ်နေရာရဲ့လို့မဟုတ်ဘူး။နော်။ तू ဖိတ်ရတယ်။ဖိတ်လိုက်လို့ तू ရောက်လာလို့သာရုခွန်ဘူး။တော့မို့ तू ကိုယ်တရားလုပ်နေတာကို तू တနည်းနည်းနဲ့တိပြီးတော့သာရုခွန်မှာရတယ်။သာရုမခွန်ရင်မရဘူးတရားဟာ။ agreement ဆိုတာအရေးကြီးတယ်လေလက်မှတ်ထိုးရမယ်သူလက်မှတ်မထိုးရင်မရဘူးဒါလက်မှတ်ထိုးဖို့လိုသေးတယ်ဒါကြောင့်မလို့ပဋိဒါနဆိုတာကောကုသိုလ်မျှဝေပေးလိုက်တော့သူကပတ္တနုမောဒနာလုပ်ဖို့လိုအပ်တယ်အဲ့ဒါမပါရင်ကုသိုလ်မရနိုင်ဘူးသူကလည်းမသိဘူးတရားသာလှူနေတယ်သူကဘာမှမသိဘူးဆိုမရဘူးဗျာနော်မရနိုင်ဘူးအဲ့လို အရှင်ဘုရားတပည့်တော်တို့မြန်မာတွေတရားတရားကောင်းပြီးလူကြတန်းကြတယ်ကြိုးစားကြတယ်ဖျားဘာကြောင့်မကြီးပွားတာလဲပြင်းလို့ပါသူကစီးပွားတုတ်တက်တာကလူလူတန်းလို့စီးပွားတုတ်တက်တာကံရဲ့အကျိုးပဲရှိတာလေစီးပွားတုတ်တက်တဲ့နေရာမြတ်စွာဘုရားကိုယ်တိုင်ဟောတာရှိတာပဲအလုံးကြိုးစားရမယ်ရလာတာကိုအရက္ခတံလာနော် ဥဋ္ဌာဏသမရာကြိုးစားရမယ်ကြိုးစားပြီးတော့အရက္ခသမရာအထင်းသင်းဆောက်ရှောက်မှုတွေလုပ်ရမယ်သမသီဝိတာမြတ်မြတ်တာရအသက်မွေးရမယ်ဝေနာကမှမယ်ဟိုဝေနာကတသိန်းဝင်တယ်သုံးတာကနှစ်သိန်းလောက်သုံးနေတယ်ဆိုပေရမှာတမန်လားအဲ့တော့ဒီအချက်တွေမပြည့်စုံလို့ပါတခြားနေဖို့ပါဘူးเนาะလူရတန်းတာ လူတန်းလို့ဘွဲသွားတာတွေလည်းရှိတယ်လေ။ရသဗျာကိုယ်တိုင်ကဟောထားတာရှိတယ်။ဒီဘွဲသွားတယ်ဆိုတာဒီလူတဲ့အကျိုးကအခုချိန်မှာပေးမှမပေးသေးတာအပင်ဆိုင်တုံးပဲရှိသေးတာလေ။နောက်ဘွားတွေတော့ချမ်းသာခြင်းချမ်းသာမှာပေါ့ဒီဒါနကောင်းမှုအကျိုးပေးတဲ့ကံရအောင်ပေါ့။ဘယ်အရာပဲဖြစ်ဖြစ်သူကအတိုင်းအတာတစ်ခုနဲ့လုံးဝရသဗျာလက်ထက်တုန်းကသောတာပန်မိသားစုရှိတယ် အဲတော့ကမိသားစုကအလွန်တရားတရားကောင်းတော့ဘာဖြစ်လှူတယ်လှူတဲ့အခါမှာယဟန်တွေကအတိုင်းအတာမသိဘဲနဲ့တောတော်လှူခံတဲ့အခါကျတော့သူတို့စာဝတ်နေဒုက္ခရောက်သွားတာရှိတယ်ပေါ့နော်ဒုက္ခရောက်သွားတာရှိတယ်အဲ့တော့ဒီအခိုက်အတန့်ကတော့လှူရင်ရော့သွားတယ်ဆိုတော့သေချာတာပဲနော်လှူရင်ရော့သွားတာသေချာတယ်သို့တော့ဒါက စိုက်ပျိုးနေတဲ့အရာဆိုရင်စိုက်ပျိုးနေတဲ့အချိန်မှာအတိမမတိသေးတာဟုတ်အတိပြီးလာရင်တော့ရမှာပေါ့ဒါကြောင့်မို့အခုကမြန်မာတွေကနောက်တစ်ခါကျတော့စင်ကာပူတွေကနေဖြစ်ပြီးတထေးတွေဖြစ်ချင်းဖြစ်နေပါ့